ရုရှားလိုနိုင်ငံတရုတ်လိုအိန္ဒိယနိုင်ငံကြီးကမဲအောင်ဆိုင်ကိုတတ်ဆိုးရှည်အောင်ပံ့ပိုးကူညီပေးနေတဲ့အတွက်ကျွန်တော်တို့ပြည်သူ့ຫນွေဦးတော်လှန်ရေးကတော့เนาะကျွန်တော်တို့ပို့ပြီးတော့ခက်ခဲနိုင်တယ်ကျွန်တော်တို့အဆုံးထိကျွန်တော်တို့မျော်ရည်ရာပန်းနိုင်ရောက်ဖို့ကျွန်တော်တို့မှာเนาะပုံမခက်ခဲတဲ့စိန်ခေါ်ချက်တွေเนาะရှိတာပေါ့ဒါဟုတ်လည်းကျွန်တော်တို့ကလက်ခံထားပြီးသားဖြစ်တယ်မဲအောင်ဆိုင်ဒီနေ့တတ်ဆိုးရှည်တယ်ဆိုသူ့ရဲ့ကိုယ်ပိုင်အသက်မှုတော်ဘူးဗျเนาะသူများပေးတဲ့အသက်တဲ့တယ်ပဲပြောပါဗျာတရုတ်ပေးတဲ့အသက်ရုရှားပေးတဲ့အသက်နဲ့ဆက်နေရတဲ့အခြေအနေပါ လက်ရှိဒီပြုတ်နိုင်ငံဆိုရင်ဒီစစ်ကောင်စီနဲ့ပို့ပြီးတော့နှိစက်တာကိုလည်းကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကကျွန်တော်တို့ဒီစီးရအတာရတဲ့ဒီတစ်တုံညာနှစ်ခုစစ်စင်ရေးမှာဆိုရင်လည်းအာဒီတရုတ်နိုင်ငံရဲ့ဂျောင်းဝင်စစ်ဆက်မှုကြောင့်ပေါ့နော်ကျွန်တော်တို့ဖိအားပေးခံရတဲ့တိုင်းသားနိုင်ငံအဖွဲ့အစည်းဆိုရင်စီးရောနိုင်ငံရေးရောပေါ့နော်ဆိုတော့ဒီအင်ဒီချင်းတရုတ်နိုင်ငံရဲ့ဖိအားကပေါ့နော်ကျွန်တော်တို့ဒီတော်လိုင်းကြီးမှာဘလောက်ထိကြီးကြီးမားမားတက်ရောက်မှုတွေရှိနေလဲခင်ဗျာအင်မတန်မှကြီးမားကျယ်ပြန့်တဲ့အကျိုးတက်ရောက်မှုတွေအကျိုးဆက်တွေကြုံတွေ့နေရတယ်လို့ပြောချင်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ ိုအမြဲတမ်းတင်ပြပါတယ်အမေရိကန်ဆိုတာအင်အားကြီးနိုင်ငံဆိုရင်ဆိုညာကျွန်တော်တို့နဲ့ဗျာမိုင်းမောင်းတောင်းတဲ့ချီပြီးဝေးတာကမ္ဘာအရှိချမ်းတဲ့အနောက်ချမ်းသို့တော့တရုတ်နိုင်ငံကြအဲ့လိုမဟုတ်ဘူးဗျာကျွန်တော်တို့နဲ့တရုတ်နိုင်ငံမိုင်းမောင်းတထောင်ကျော်လောက်ထိစပ်နေအင်အင်ဒီဂျင်းနိုင်ငံတွေဖြစ်တယ်အဲ့တော့ကမ္ဘာတီတီလေးအတူရှင်တွေနေထိုင်သွားကြနော်အင်ဒီဂျင်းဆိုတာနော်ကျွန်တော်တို့နော်အမြဲတမ်းအတူရှိသွားမယ်အဲ့တော့ကျွန်တော်တို့အဲ့လိုအခြေအနေမှာဒီတရုတ်နိုင်ငံအစိုးရတာဝန်ရှိသူများကကျွန်တော်တို့မြန်မာပြည်သူတွေဘက်မှာရှိမနေမနဲ့ခုလိုအာနာသိန်းစစ်အုပ်စု တဆိုးရှည်အောင်နော်ကာယကံဝစီကံမနောကံပေါ့ဗျာနော်ကံသုံးပါးနဲ့ပံ့ပိုးကူညီနေတဲ့လောက်ရကတော့ဖြစ်ကျွန်တော်တို့မြန်မာပြည်သူတွေအတွက်အင်မတန်မှအမြဲဒေါသခက်စရာလည်းဖြစ်တယ်တော်လန်ရေးအတွက်အင်မတန်ကြီးမားတဲ့ဒါစူညောင်းခလုတ်ခက်ခဲကြီးတဲ့ဖြစ်စေပါလေခင်ဗျာဒါနဲ့ပတ်သက်ရင်ကျွန်တော်တို့အမြဲတရုတ်နိုင်ငံတာဝန်ရှိသူများကိုလည်းဒါမြန်မာပြည်သူတွေအမြဲတရင်စကားပါနေတာရှိပါတယ်မိတ္တရဲ့ခဏနေတာရှိပါတယ်ကျွန်တော်တို့ကရိုးရိုးလေးပဲဒီနေ့ကျွန်တော်တို့မျှော်ကြီးတဲ့ဤသူတော်လန်ရေးဆိုတာတရုတ်နိုင်ငံရဲ့အကျိုးစီးပွားနဲ့လည်း ဘာမှစန့်ကျင်နေခြင်းမရှိပါဘူးအတူတူပဲကျွန်တော်တို့မြန်မာပြည်သူတွေဘာဖြစ်ကြလဲတည်ငြိမ်ကြတာပါအေးချမ်းကြတာပါကြွယ်ဝချမ်းသာကြတာပါအဲ့တော့မြန်မာနိုင်ငံတည်ငြိမ်မှုအေးချမ်းမှုကြွယ်ဝချမ်းသာမှုဒီမင်းအောင်လှိုင်ဖက်စစ်တပ်ကတေးကြတယ်ဘာမှလုပ်ပြနိုင်မှာမဟုတ်ဘူးဒီမင်းအောင်လှိုင်စစ်အုပ်စုရှေ့ကနောင်တော်ဟဟလာအာနာရှင်နေစစ်အာနာသိမ်းမှုတွေကကြည့်လိုက်ပါ88အာနာသိမ်းမှု60နှစ်အာနာသိမ်းမှုဘယ်အာနာသိမ်းမှုကမြန်မာနိုင်ငံအတွက်ဘာကောင်းခဲ့တယ်လဲဗျာအခုမင်းအောင်လှိုင်လည်းအာနာသိမ်းတာ၄နှစ်ရှိသွားပြီတိုင်းပြည်ရဲ့အခြေအနေကအလုံးတည့်တဲ့အတိုင်းပဲဒါအဝေးစီး ထိုးကြသွားလိမ့်။ဒါကြောင့်ကျွန်တော်တို့ကဒီအာဏာရှင်စနစ်ကိုလက်မခံခြင်းဖြစ်တယ်။ရှင်းရှင်းလေးပဲဒီနေ့တရုတ်နိုင်ငံမှာတရုတ်ဟဲ့လားပြည်သူ့လူမျိုးရေးတက်မှာတော့ PLD ကစစ်တပ်ကအာဏာသိမ်းမယ်ဆိုရင်ဒီနေ့တရုတ်ကွန်မြူနစ်ပါတီအစိုးရလက်ခံပါလား။ဒါဝဲကျွန်တော်တို့ကမေးလိမ့်ရှင်ပါ။အဲ့တော့ကျွန်တော်တို့ပြောချင်တာကဒီနေ့မြမပြည်သူ့ຫນွေဦးတော်စံရေးဒီတရုတ်နိုင်ငံရဲ့အကျိုးစီးပွားနဲ့လည်းတထက်ထဲကြပါရယ်။ဒီလိုအချိန်မှာဗျာအခုလိုမဲအွန်လိုင်းအာဏာရှင်တပ်ဆိုးရှိအောင်တရုတ်ကလက်တွေ့ကြကြပံ့ပိုးကူညီနေမှုတွေရတော့ကျွန်တော်တို့မြန်မာပြည်သူတွေအတွက်အင်မတန်မှစိတ်ပြက်ပွဲ ဒေါသထွက်ပွဲပဲဖြစ်တယ်အဲ့တော့မင်းအွန်လိုင်းခုလိုတက်ဆိုးရှင်းနေရတာလေဒါပြောရရင်တရုတ်ရဲ့တစ်ချက်တရုတ်ရဲ့စနက်တွေအများကြီးပါတယ်ဆိုပဲကျွန်တော်တို့ပဲတဲတို့ပြောချင်ပါတယ်ဒီနေ့ပြောတရုတ်ပေးတဲ့အသက်နဲ့မင်းအွန်လိုင်းကဆက်နေရတယ်ဆိုတဲ့အခြေအနေပေါ့အဲ့တော့ကျွန်တော်တို့မှာမင်းအွန်လိုင်းကိုလည်းတစ်ဖက်ကဒေါ်လာရတယ်ဆိုအခုလိုတရုတ်လိုနိုင်ငံတွေရဲ့ခြေရလက်ရတွေပိုးပါလာတော့ကျွန်တော်တို့ဒေါ်လာရင်းရဒါပိုခက်ခဲသွားတဲ့အခြေအနေတော့ရှိတယ်တို့တော့ကျွန်တော်တို့ဒါကိုစိတ်ပြတ် ဒါလည်းမဟုတ်ဘူးစိတ်ကုံတာလည်းမဟုတ်ဘူးကျွန်တော်တို့အတူတူဆက်ပြီးတော့ခြိတတ်မယ်တရုတ်နိုင်ငံကွန်မြူနစ်ပါတီတရုတ်အစိုးရခေါင်းဆောင်များတရုတ်ပြည်သူလူထုကိုလည်းကျွန်တော်တို့မြန်မာပြည်သူရဲ့အတန်ကိုအလေးထားကြစေချင်ပါတယ်နားထောင်ကြစေချင်ပါတယ်ဒီနေ့မင်းအောင်တိုင်းမြန်မာနိုင်ငံမှာတက်ဆိုးရှင်နေသဖြင့်တရုတ်နိုင်ငံအတွက်ဘာကောင်းချိုးမှရှိမှာမဟုတ်ဘူးပြေးကြတယ်ကျွန်တော်တို့အားလုံးဆိုချင်တယ်တရုတ်မြန်မာနိုင်ငံနယ်စပ်တည်ငြိမ်ရေးအခုကြားဖြန်အပါအဝင်အွန်လိုင်းနိုင်ငံလောင်းကစားတွေအားလုံးဒါတွေအားလုံးရဲ့အဓိကလက်သေးတရက်ခံကမင်းအောင်တိုင်းနဲ့ဒင်းတို့မွေးထားတဲ့ပြည်သူစစ်တွေနေကြဆောင်တက်ဆိုတဲ့ခါတွေပဲ ်ဒါလည်းအားလုံးတည်ပြီးသားပဲဗျနောက်မိုးရေဆေးလူကုန်ကူးမှုပြဿနာအကုန်လုံးပါပဲဗျအကုန်လုံးနော်အဲ့တော့ပြောချင်တာမင်းအောင်လိုင်းသက်ဆိုးရှင်နေတဲ့၍မြန်မာနိုင်ငံဘယ်တော့မှတည်ငြိမ်မှာမဟုတ်ဘူးအေးချမ်းမှာမဟုတ်ဘူးဘာစည်းဝါးရေးမှလောက်ရမှာမဟုတ်ဘူးသိကြတယ်45 million dollars for diversity equity and inclusion scholarships in Burma 40 million dollars to improve the social and economic inclusion of sedentary migrants nobody knows what that is အင်အားကြီးနိုင်ငံဖြစ်တဲ့ဒီအမေရိကန်နိုင်ငံကပေါ့နော်ဒီဒေါ်နယ်ထရန့်တက်လာတယ်ထွက်လာပြီးနောက်ပိုင်းမှာဒီမြန်မာနိုင်ငံအပါအဝင် ပေါ့နော်အခြားဒီသူဖွံ့ဖြိုးရေးလုပ်ငန်းတွေဟိုပေးထားတဲ့ budget တွေဖြတ်တောက်တယ်အဲ့လိုမျိုးဒီမိုကရေစီဟိုတရုတ်တကန်တွေပေါ့နော်အားရော့သွားတယ်လို့အချိန်မှာပေါ့နော်အဲ့လိုဒီစစ်ကောင်းဆောင်ကရုရှားနဲ့တွေ့တယ်အဲ့ပြီးရင်တရုတ်ပါဝါလည်းကြီးလာနိုင်တဲ့အခြေအနေမျိုးရှိရဲဆိုတော့လေအဲ့ဒီအခြေအနေကတော့ဘယ်လိုပုံစံမျိုးဖြစ်သွားနိုင်လဲဒေါက်တာ ဲ့ဒီနေ့ပြောရင်ကဘာကြီးရဲ့အခင်းကျင်းရတော့အားလုံးဒါတိကျမြင်ရတဲ့အတိုင်းပါပဲဒီမိုကရေစီကတော့ဟိုဒီနေ့ပြောရင်ဟိုနောက်နောက်ဆုံးမိတဲ့သဘောပဲဒီမိုကရေစီเนาะကျွန်တော်တို့ကကဘာမှာခုဒေါ်နယ်ထရန့်ဆိုသမတာမျိုးအမေရိကန်မှာတက်လာတဲ့ကိုယ်နိုင်ငံကိုယ်လူထုကောင်းစားရေးကိုပို့ပြီးတော့ရှေ့ရှုတဲ့เนาะခေတ်အခြေအနေပေါ့ဒီနေ့ပြောဒီမိုကရေစီတဖြည်းဖြည်းเนาะဒီမိုကရေစီရဲ့ဒီရေပန်းစားမှုเนาะအဲကြာဆင်းလာတဲ့အခြေအနေတွေပဲရှိပါသို့တော့ဘလို့ပဲပြောပြောကျွန်တော်တို့အနေနဲ့ကတော့ကျွန်တော်တို့မျှော်ကြည့်တဲ့ဒီဘန်းနိုင်ကိုဆက်လက်ချစ်တဲ့ကြဖို့ဖြစ်တယ်။ဒါကျွန်တော်တို့အားလုံးသိကြပါဒီနေ့မင်းအောင်လိုက် ဒါကျွန်တော်ဟိုကျွန်တော်ရေကိုပိုင်စကားမို့ပေါ့ကျွန်တော်တို့အခုနော်ရင်းနေရတဲ့လေးစားရတဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းကြီးတစ်ခုခေါင်းဆောင်ကြောက်ရစားရတယ်ကျွန်တော်မင်းအောင်လန်ဒီနေ့တက်ဆိုးဖြစ်နေတာသူ့ရေကိုပိုင်အသက်ပုတ်တော်ဘူးဗျာနော်သူများပေးတဲ့အသက်တဲ့တယ်ပဲပြောပါဗျာတရုတ်ပေးတဲ့အသက်ရုရှားပေးတဲ့အသက်နဲ့ဆက်နေရတဲ့အခြေအနေပါနော်ကျွန်တော်တို့ဟိုလူမမာလူစေးစေးပညာစကားနဲ့ပြောရင်တော့ဒါအတင်းအောက်ဆီဂျင်သွင်းပြီးတော့အသက်ဆက်ထားရတဲ့အခြေအနေပေါ့ဗျာနော် ICU ခန်းမှာတယ်နော်အရေးပေါ်ခန်းထဲမှာ ICU နော်တဲမှာကျွန်တော်အောက်ဆီဂျင်ပိုက်သွင်းပြီးတော့မှနော်အသက်ဆက်အောင်လုပ်ထားရတဲ့အခြေအနေ ဂိမ်းမှာကိုပိုင်အသက်ဆိုတာမရှိတော့ဘူးဆိုပြောလို့ရတဲ့အခြေအနေမှန်တယ်အဲ့တော့အခုရုရှားလိုနိုင်ငံတရုတ်လိုအိန္ဒိယနိုင်ငံကြီးကမင်းအွန်လိုင်းကိုတတ်ဆိုးရှည်အောင်ပံ့ပိုးကူညီပေးနေတဲ့အတွက်ကျွန်တော်တို့ပြည်သူ့ຫນွေဦးဒေါ်လာကြီးကတော့နော်ကျွန်တော်တို့ပို့ပြီးတော့ခက်ခဲနိုင်တယ်ကျွန်တော်တို့အဆုံးထိကျွန်တော်တို့မျော်ရည်ရပန်းနိုင်ရောက်ဖို့ကကျွန်တော်တို့မှာနော်ပုံမူခက်ခဲတဲ့စင်ခေါ်ချက်တွေနော်ရှိတာပေါ့ဒါဝင်စကျွန်တော်တို့ကလက်ခံထားပြီးသားဖြစ်တယ်သို့တော့မိွေမိမြပဲခက်ခဲပါသေးကြမ်းတမ်းပါသေးကျွန်တော်တို့ကတော့ဒါတေးကြတဲ့အဆုံးထိ ကြည့်ကြကြမှာဖြစ်တယ်အခုဒါကဘာကြီးကလည်းပြောရရင်ကျွန်တော်တို့မြန်မာပြည်သူတွေဘက်မှာနော်တိတိတသာရှိမနေပါဘူးဒါကျွန်တော်တို့အားလုံးလက်ခံတယ်အဲ့လိုပြောတော့ကျွန်တော်တို့ကတော့နိုင်ငံတကာကူညီမှဒီဒေါ်လာရင်းနိုင်မယ်လို့ကျွန်တော်တို့ဆိုဆိုချင်းမဟုတ်ပါဘူးအခု၄နှစ်တာကာလကျွန်တော်တို့ဒီလောက်ထိရွေးခဲ့ပြီဒီလောက်ထိလုံနိုင်ခဲ့ပြီဘယ်နိုင်ငံရဲ့နော်ထိရောက်တဲ့အကူအညီမှမဟုတ်ပါဘူးလက်တွေ့ကြတဲ့အကူအညီကျွန်တော်ဘာမှမရှိဘူးကျွန်တော်ဒါကိုအားလုံးအသိဖြစ်ပါနော်သို့တော့ကျွန်တော်တို့ပြောချင်တာကျွန်တော်တို့မြန်မာအရေးကိုနိုင်ငံတကာကအမေရိကန်ကတရုတ်ကမကူညီနေပါဘူး မနှောက်ရက်ပါနဲ့မနှောက်ရက်ပါနဲ့ဒါဟုတ်တော့အဓိကအလေးနဲ့ပြောချင်တယ်အာဒေါက်တာပြောရတဲ့နေရာမှာဆိုလေကျွန်တော်တို့ကဒီတော်လိုင်းက၄နှစ်ကျော်လာပြီပေါ့နော်ကျွန်တော်အချိန်အများကြီးဆွဲလို့မရတော့ဘူးဆိုတော့လက်ရှိဒီနိုင်ငံတကာဆက်ဆံရေးတွေပိုင်းမှာဆိုလေဒီ NGO တွေရဲ့လုံဆောင်မှုနဲ့ပတ်သက်ပြီးတော့ဝေထိဝေဖန်မှုတွေရှိရပါတော့။နောက်တစ်ခုကဒီအခြားသောဒီအောက်ကဝင်ကြီးတွေအဲခိုင်တယ်မှုတွေနဲ့ပတ်သက်ပြီးတော့လည်းထိန်းချုပ်မှုတွေနဲ့ပတ်သက်ပြီးတော့လည်းဒါဝေဖန်ပြောဆိုမှုတွေလည်းရှိရပါတော့။အဲ့ဒီဝေဖန်ပြောဆိုမှုတွေနဲ့ပတ်သက်ပြီးတော့ဗမာန်ပြောကြည့်တော်တာ အဲ့တော့ကျွန်တော်တို့တော်လန်ရေးရဲ့တပ်ဦးဟိုချက်အနေနဲ့ဒီຫນွေဦးတော်လန်ရေးမှာတော့ကျွန်တော်တို့ဂျာကာလာအမျိုးသားညီညွတ်ရေးအစိုးရပြီးဒါတော့ကျွန်တော်တို့တော်လန်ရေးရဲ့တပ်ဦးဟိုဖြစ်ပါ NUG ဒီသူအားလုံးကလည်းဒါကျွန်တော်ကျွန်တော်ရောက်ပါတယ်ကျွန်တော်စကိုင်းမန္တလေးမကွေးခုနပြောတဲ့ EAO နေမြေဒီအားလုံးကျွန်တော်ရောက်တယ်ဒီမှာနော်ရောက်တဲ့နေရာတိုင်းမှာကျွန်တော်တို့ NUG အစိုးရကိုပြည်သူလူထုကလက်ခံကြတယ်ယုံကြည်ကြတယ်အတိမတ်ပြုကြတယ်ဒါပြိုင်နေတဲ့မှာပဲအင်မတန်အားကိုးတယ်ပျော်လင်းချက်ထားတယ်ပျော်လင်းချက်တွေကအင်မတန်ကြီးပါ NUG အစိုးရပုံအဲ့တော့အဲ့ဒီပျော်လင်းချက်တစ်ဖေးကြီးကိုပိုက်ပြီးတော့ တော်လိုင်းကြီးအလုံးစုံကခြေနေဒီနေရာမှာကျွန်တော်ဒါပုံမှန်လေးလေးအရှိတိုင်းပြောရင်တော့ကျွန်တော်တို့ဟိုတိတ်အားမရဘူးပေါ့ဗျာအားမရအနုကြီးအစိုးရရဲ့အခုနော်နိုင်ငံတကာနော်မှာပဲဖြစ်ဖြစ်နော်ကျွန်တော်တို့လက်ရှိပြည်တွင်းနော်အခြေအနေမှာပဲဖြစ်ဖြစ်ဟိုကျွန်တော်တို့ကနားလည်ပါတယ်2021နော်လူငယ်တွေလေးနေအနုကြီးစဖွဲ့ခဲ့ရတဲ့အချိန်နဲ့အခုအချိန်နဲ့နော်အခြေအခြေအနေတွေကမတူတော့2021စဖွဲ့တဲ့အချိန်မှာအဓိကပါလေစစ်အာဏာရှင်နဲ့စစ်အာဏာသိမ်းမှုမဲအောင်တန်းကြီးတရမဝင်ဘူး ငါတို့ဟာလား CRPH 2020ရွေးကောက်ခံနော်ဒါပြည်သူလူပေးတဲ့မဲပေးရွေးချယ်ခဲ့တဲ့ mandate တို့ပိုင်ခွင့်ရှိတဲ့အလားတူနော်ဝါရင် ERO ခေါင်းဆောင်တွေရှိတဲ့လူလူလှုပ်ရှားမှုခေါင်းဆောင်တွေရက်ဖက်ဖွဲ့စည်းခေါင်းဆောင်တွေစတဲ့ဒီလူတွေအားလုံးစုစည်းပြီးတော့ကျွန်တော်တို့ဒါ NUG ဆိုတာပေါ်လာအဲ့တော့ NUG ဒီဒါပြည်သူလူကိုတရားဝင်ကိုစားပြုတဲ့အစိုးရအဖွဲ့ကြီးဖြစ်တယ်ဆိုတော့တရားဝင်မှုသဘောစစ်ကောင်စီနဲ့ကျွန်တော်တို့က ရှင်ပြန်ရတာ2021ကအခြေအနေရအဲ့တော့ဟဟလာစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တွေရောအတိမမပြူဘူးငါတို့မှငါတို့ငါတို့မျိုးငါတို့ရောငါတို့အုပ်ချုပ်မဲ့သူဤသူအုပ်ချုပ်ရေးဆိုတဲ့ပါအာဖအဖွဲ့စည်းတို့ကျွန်တော်တို့ဒါ2021 February match ကလေးဆက်ဖွဲ့ခဲ့ဟလာဒီဘက်ပါကာဖဤသူကာကွယ်ရေးအဖွဲ့တွေကျွန်တော်တို့ဖွဲ့ကြတယ်ဤသူလုံခြုံရေးရဲပါလာဖတွေဖွဲ့ကြတယ်2021 February match April မှာတို့ကျင်တာအချင်းကအားတွေဖွဲ့ရတဲ့အဓိကရည်ရွယ်ချက်ကစစ်ကောင်စီကတရမဝင်ဘူးစစ်ကောင်စီကိုအတိမမပြူဘူး ငါတို့ကငါတို့အုပ်ချုပ်မယ်ငါတို့မှအန်ယူဂျီအစိုးရရှိတယ်ဆိုတဲ့အချက်နော်ပုံစံနဲ့ကြတာမတ်အေဘရမ်ဘီကာလာဒီမှာလုပ်ခဲ့ကြတယ်။ဒီနေ့ပြန်တရားဝင်မှုတိုက်ပွဲကိုအဓိကထားပြီးတော့ကျွန်တော်တို့ကဆင်နွှဲခဲ့ရတာ။ဒါပေမဲ့အခုတော်လန်ကြီး limit ပြတဲ့အချိန်မှာကြတော့တရားဝင်မှုတိုက်ပွဲရတဲ့တစ်ဖက်ကဆက်ပြီးရှင်းပြရမယ်မှန်တယ်။တိုးတိုးအဓိကလုပ်နေရတာကျွန်တော်တို့ကတကယ်အုပ်ချုပ်ရပြီတကယ်စိုးမိုးထိန်းချုပ်နိုင်မြေတွေပေါ်ဆောင်မှုစူးစမ်းရတယ်။တကယ်စစ်တိုက်ရတယ်တကယ်အုပ်ချုပ်ရတယ်တကယ်အခွန်ကောက်တွေကောက်တယ်တကယ်စီမံခန့်ခွဲရတယ် တကယ်ဤသူဝေဆောင်မှုလုပ်ငန်းတွေလောက်ရအကြောင်းတွေဖွင့်ရပြီးဟဲ့လားစေယုံစေကန်တွေလဲပက်ရပြီးဒီအချိန်တွေမှာကျတော့ကျွန်တော်တို့ကတရားဝင်မှုကလည်းလိုအပ်တယ်တစ်ဖက်ကအလုတ်ဖြစ်မှုအရေးကြီးလာပါပြီတော်လန်ရေးထိရောက်မှု အလုတ်ဖြစ်မှုဒါ imminent အရေးကြီးလာဒီနေ့ပြန်စွမ်းဆောင်ရှိမှုကိုပဲ capacity ပေါ့အဲ့တော့ကျွန်တော်တို့ဒီအချိန်မှာအန်ယူဂျီအစိုးရအခုဖွဲ့စည်းဆောင်ရွက်ထားတဲ့ဝင်ကြီးဌာနတွေရှိတယ်เนาะ ျွန်တော်တို့ PDA ဝန်ကြီးဌာနအောက်မှာဆင်ဤသူအုပ်ချုပ်ရေးအဖွဲ့တွေရှိတယ်ကျွန်တော်တို့အညာမာတို့ခေါ်ကြတော့အလွယ်ခေါ်ကြပါသုံးသုံးပေါ့ဗျာနော်ဤသူအုပ်ချုပ်ရေးအဖွဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ဒါ PDA အောက်ကကျွန်တော်ဒီကာကွယ်ရေးအောက်ကဆိုရင်ကျွန်တော် PDA ရဲ့တက်ရင်တက်ဖွဲ့တွေရှိမယ်နောက်ကျွန်တော်တို့ဤသူစစ်ကာဝန်ရွေးရတဲ့ပါကဖဆိုတဲ့အဖွဲ့တွေရှိဒီအဖွဲ့စည်းတွေရဲ့ဆွမ်းဆောင်ရည်နဲ့အလုပ်ဖြစ်မှုကလက်တွေ့စကားပြောတာအရေးကြီးလားကျွန်တော်အညာတို့မန်ဒီစကိုင်းဟာမကွေးသူနေရာတွေမှာတော်တော်များများစစ်ကောင်စီကမရှိတော့ကျွန်တော်တို့ပြည်သူတွေရှိမှာမတွေ့ရတော့ကျွန်တော်တွေ့နေရတာ ပကဖတွေပါအာဖတွေပါလာဖတွေတယင်းတွေပဲတွေ့နေတာဒီချိန်မှာဒီအဖွဲ့အစည်းတွေဒီရန်ရားတွေရဲ့စွမ်းဆောင်ရည်ရှိမှုအလုတ်ဖြစ်မှုပြည်သူနဲ့တသားတည်းကြမှုတော်လှန်ရေးကိုအထောက်အပံ့မှုတွေကတကယ်လက်တွေ့အရေးကြီးလာပါပြီလိုအပ်လာပါ2021လည်းမတူတော့တော်လှန်ရေးရွေ့ဒီချိန်မှာတော့ပုံဝင်နေတဲ့ပြောကျွန်တော်လက်ရှိအချိန်တွေကတော့တိတ်ပြီးတော့အားရစရာတော့မကောင်းဘူးဆိုတော့ကျွန်တော်တွေ့ရတယ်အထူးသဖြင့် ကျွန်တော်တို့เนาะဒီအဖွဲ့အစည်းတွေကြားထဲမှာကျွန်တော်တို့เนาะလက်ရှိဒေါ်လာရေးနဲ့ပို asset ပြီးတော့ပို့ပြီးတော့အထောက်ပံ့ပြုတဲ့ပုံစံလိုအပ်တယ်လို့ကျွန်တော်ပြင်ဆင်ပြောင်းလဲမှုတွေတော့ကျွန်တော်ထင်တယ်ခင်ဗျလိုအပ်မယ်ထင်တယ်ပြည်သူလူထုကလည်းဒါကိုမျှော်လင့်နေကြတယ်။ဘာကြောင့်လဲအားကိုးတာကိုယုံကြည်တာကိုဖြစ်စေချင်တာအနည်းကြီးအစိုးရကိုကျွန်တော်တို့เนาะကျွန်တော်တို့အစိုးရအဖြစ်အတိမတ်ပြုတယ်ကျွန်တော်တို့เนาะအားလေအားကိုးတယ်ယုံလဲယုံကြည်တယ်အားကိုးယုံကြည်တဲ့နည်းအမြဒီထက်ပို့ပြီးတော့အလုပ်ဖြစ်စေချင်တယ်ဒီထက်ပို့ပြီးတော့စွမ်းဆောင်ရှိစေချင်တယ်ဒီထက်ပို့ပြီးတော့ထိရောက် စေ့ကျင်တယ်ပေါ့ဗျာဒါကတော့ပြည်သူလူထုရဲ့ပြောင်းလဲချက်နဲ့ဖြစ်တဲ့ပြည်သူအပံလို့ပြောရင်လည်းမမဘူးလို့ကျွန်တော်ရှုမြင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဒေါက်တာခင်ဗျာလက်ရှိကျွန်တော်တို့ဒီ UNG ရဲ့အာယာယီသမရပါတော့ဒူဝါလက်ရှိလာကလည်းဒီသူ့ရဲ့အစိုးရအဖွဲ့ဝင်တွေကိုပေါ့မြေပြင်ကိုပြန်ခေါ်ထားတာရှိတော့ဒေါက်တာအခုလက်ရှိမြေပြင်မှာလှုပ်ရှားပြီးတော့တကယ်ဆောင်ရွက်နေရဆိုတော့လေလက်ရှိမြေပြင်မှာပေါ့နော်အဓိကဘာပြဿနာစိန်ခေါ်မှုတွေများရှိနေတော့လား UNG ဆိုရသမတကြီးရောမင်းချုပ်ကြီးရောပေါ့နော်ကျွန်တော်တို့ UNG အစိုးရကိုပို့ပြီးတော့ထိရောက်အောင်ပို့ပြီးတော့အလုပ်ဖြစ်အောင် လိုအပ်တဲ့ပြင်ဆင်ပြောင်းလဲမှုတွေလုပ်မယ်ဆိုတဲ့တရင်နေကြားပေါ့ကျွန်တော်တို့လည်းဒီအတန်တွေကြားတော့အင်မတန်အားတက်တယ်ညှော်လဲမျော်လင့်နေပေါ့အဲ့တော့အဓိကကတော့ခုနကပြောကျွန်တော်တို့မီးပြင်းမှာလက်တွေ့ကျွန်တော်တော်လန်ကြီးဘက်က NUG အစိုးရဆိုတဲ့ NUG အစိုးရထိန်းချုပ်နိုင်တဲ့နေမြေတွေမြောက်များစွာရှိအဲ့နေမြေပေါ်မှာမိတင်းနေထိုင်တဲ့ပြည်သူတွေကတန်းကနန်းနဲ့ချီရှိနေအဲ့မှာခုနအုပ်ချုပ်ရေးရန်ရည်ရည်ပညာရေးကျန်းမာရေးလုံခြုံရေးဆိုပြည်သူဝန်ဆောင်မှုရန်ရည်လက်ပတ်နေ တော့ဒါဒီမှာကျွန်တော်တို့အားကိုးတဲ့အစိုးရခေါင်းဆောင်လေးပေါ့ဗျာနော်ဝင်ကြီးတွေဒုဝင်ကြီးတွေအတွင်းဝင်တွေစတဲ့တာဝန်ရှိတဲ့သူတွေမြေပြင်မှာပြည်သူတွေနဲ့အတူရှိနိုင်ရင်တော့ဖြစ်ဒီဘာပဲပြောပြောကျွန်တော်တို့တော်လန်ရေးအရွေးနော်ကာလေပိုကောင်းမယ်ခုနကပြောတဲ့အုတ်ချုံရေးဟလာလုံချုံရေးပြည်သူဝင်ဆောင်မှုရန်နေရပို့ပြီးတော့ထိရောက်မယ်အလုပ်ဖြစ်မယ်လို့ပြည်သူကတလို့ညှိုးလင့်တာဟုတ်တယ်ကျွန်တော်တို့မှာဟလာရေးရွာအဆင့်တိုင်းနယ်အဆင့်မြို့နယ်အဆင့်ခရိုင်အဆင့်တာဝန်ခံတွေတာဝန်ရှိသူတွေရှိမှာပေါ့သို့တော့အဲ့ဒီဟာတွေအပေါ်ကနေခုနကပြောတဲ့ကျွန်တော်တို့နိုင်ငံရေးအရာဥဆောင်နိုင်တဲ့ဝင်ကြီးတွေ ဒုဝင်ကြီးတွေအတွင်းဝင်ကဲ့သို့ပုံကိုတွေတာဝန်ရှိသူတွေကမီးပြင်းမှာပေါ့ကျွန်တော်တို့အန်ယူဂျီအစိုးရသူတကယ်စုံမထင်းချုပ်တဲ့နယ်မြေတွေမှာတကယ်နေထိုင်ပြီးတော့လုပ်ငန်းတွေဆောင်ရွက်နိုင်ရင်တော့ကျွန်တော်ထင်တယ်တစ်ခုတည်းပို့ပြီးတော့ဒီအုတ်ချုပ်ရေးပါတုံးလုံးရန်ရရားတွေကိုပို့ပြီးတော့ထိန်းချုပ်နိုင်မယ်၊ကင်ပယ်နိုင်မယ်၊စီမံခန့်ခွဲနိုင်မယ်ပို့ဗျာဒါဟုတ်လဲကျွန်တော်တို့ပြည်သူကလည်းဒါလုံးလင့်ပါဒီတိုင်းသားမဟာမိတ်ခေါင်းဆောင်တွေနဲ့ပေါ့နော်အန်ယူဂျီနဲ့ဒီနိုင်ငံရေးသဘောတူညီချက်မဟာမိတ်ဆက်ဆံရေးရောတိုးတက်မှုရှိတာဆရာဘလို့အခြေအနေမျိုးမှာရှိတယ်ဆရာ ကျွန်တော်တို့ဒီထက်အများကြီးအလုပ်ဖြစ်ဖို့ဒီထက်အများကြီးပို့ပြီးတော့စူးစီးညှဉ်းပို့တော့ကျွန်တော်တို့ပြည်သူတွေကမျှော်လင့်နေတယ်ပုံမှန်ချက်တွေပြန်တိတ်တော့အားရတဲ့စိတ်ချီတော့မရှိသေးဘူးပေါ့ဗျာဒါဟုတ်လေကျွန်တော်ကတော့ဟိုဘယ်ဘက်ကဟိုလိုအပ်တယ်ဟိုဘက်ကပါဖြစ်တယ်ဆိုကျွန်တော်ဟိုတစ်ဖွဲ့ဖွဲ့တစုတစုတစ်ဖွဲ့ကိုကျွန်တော်အပြစ်မြင်ခြင်းမဟုတ်ပါဘူးအားလုံးအားလုံးနော်ကျွန်တော် NUG ပဲဖြစ်ဖြစ် NUCC ပဲဖြစ်ဖြစ် CRB ပဲဖြစ်ဖြစ်ဘယ်ဘက်ကဟာလာ EAO နော်တိုင်းသားဒေါ်လာကြီးအဖွဲ့ကြီးတွေပဲဖြစ်ဖြစ်အားလုံးကျွန်တော်တို့ဒေါ်လာကြီးအကျိုးကိုရှေ့ရှုပြီး ကျွန်တော်တို့အာလိုတော်လန်ကြီးအမြန်ဆုံးအောင်ဖို့ရှေ့ရှုတော့ပါပြီကျွန်တော်တို့ဒီထက်ပိုပြီးတော့စူးစီးမှုဒီထက်ပိုပြီးတော့အလုပ်ဖြစ်မှုကိုတော့ကျွန်တော်တို့ရှေ့ရှုတဲ့အချိန်ရောက်နေပြီတနည်းပြောရင်ကျွန်တော်တို့ရန်သူကိုအချိန်ပိတ်ပေးလို့တော့မကောင်းဘူးခင်ဗျအခုဘယ်တော်လန်ကြီးကလင်းနေတိုင်ခဲ့ပြီအဲ့တော့ကျွန်တော်တို့အားလုံးဒီ2025မှာဒီရှေ့မှာတော့နော်ရခင်ထက်ပိုသောစူးစီးညီညွတ်မှုတွေနဲ့ကျွန်တော်တို့အလုပ်လုပ်ကြဖို့အချိန်ကတော့ရောက်နေပြီပြည်သူလူထုကလည်းတောင်းဆိုနေပြီတော်လန်ကြီးကလည်းတောင်းဆိုနေပြီလို့ပဲကျွန်တော်ကချုပ်မြတ်ပါတယ်ခင်ဗျ အာနာသိန်းစစ်တက်ကပေါ့နော်ကျွန်တော်တို့ဒါအာနာသိန်းပြီးတော့၄နှစ်ကြော်ကြာတဲ့အချိန်မှာတမိုင်းဝင်ရှုံးနေမှုတွေဒါကြုံတွေ့ရတယ်ဆိုတာဘယ်ကညင်းလို့မရဘူးပေါ့နော်လက်ရှိမှာဆိုလဲဒါတိုင်းစစ်ဌာနချုပ်နှစ်ခုအပါအဝင်မြို့ရွာတွေကိုသူတို့လက်လွတ်ဆုံးရှုံးရထားရတယ်ပေါ့နော်တစ်ဖက်မှာဆိုလဲဒီအင်အားကိုသူတို့ကပြန်ဖြည့်ဖို့ပုံမှန်လုပ်ဖို့တပြင်ဆင်နေရကျွန်တော်စစ်မှုထမ်းဥပဒေပေါ့နော်ပေါ်တာဆွဲတာမျိုးတွေထောက်လျှောက်ကိုလုပ်တယ်အခုဆိုလဲဒါစစ်မှုထမ်းဥပဒေကအပတ်စဉ်30အထိတောင်သူတို့ဒါတင်တန်းပေးနေပြီပေါ့နော်ဆိုတော့ဒီအာနာသိန်းစစ်တက်ရဲ့ စီရေးနိုင်ငံရေးအခြေအနေအရပေါ့နော်ဘယ်လိုပုံစံမျိုးအခြေအနေမှာရှိတယ်ဗျာအဲ့တော့အခုဒီကျွန်တော်တို့ဒီ passive debt ရဲ့အခြေအနေကတော့ရင်းလို့ရတာ290ကျော်280ဒီပါတမိုင်းတစ်လျှောက်မှာအဆိုးပါဆုံးအခြေအနေအနှင်းကြဆုံးအခြေအနေအခက်အခဲအကျက်တဲဆုံးအခြေအနေလို့ကျွန်တော်တို့ကောက်ချက်ချလို့ကြားနိုင်တာသို့တော့ဒီနေရာမှာအင်မတန်အရေးကြီးတာတစ်ခုကျွန်တော်တင်ပြလိုပါကျွန်တော်တို့ဒီနော်တော်လန်ကြီးတရက်ဆင်နွှဲကြတဲ့နေရာမှာမိမိရဲ့ရန်သူကိုကြောက်ရွံ့နေဖို့အထင်ကြီးနေဖို့တော့မလိုပါဘူးသို့တော့ လိုအပ်တာတဲ့ပို့ပြီးတော့ရှော့မတွက်ဖို့အထင်မသေးဖို့လေသူကအထူးသဖြင့်ဒီစေအုပ်စုကိုကျွန်တော်တို့သူ့ရဲ့စည်ရေးအရာသူ့ကိုစည်ရေးအရာကျွန်တော်အလွန်အကျွံအထင်သေးလို့ရှော့တွက်လို့မရဘူးမှန်တယ်သူတို့တမိုင်းတစ်လျှောက်အစိုးရလုံးအချင်းကြီးဖြစ်နေပြီနော်တိုင်းစစ်ဌာနကြီးကြီးရအစသူတို့လက်လို့နေရပြီနောက်ထပ်လက်လက်လို့ရမယ့်ဟာတွေရှိမှာပဲနော်တရင်တပ်ဖွဲ့တွေနော်ဒီကျွန်တော်အများကြီးသူဆုံးရှုံးနေပြီအထူးသဖြင့်ရုပ်ဝတ္ထုအင်အားရေမကောက်စိတ်တဲ့ပိုင်းရပါအနေဆုံးအချိန်ရောက်သူတို့ရဲ့အောက်ခြေရဲဘော်တွေမှာတိုက်လို့ခိုက်လို့စိတ် willingness to fight မရှိတော့ဒါကျွန်တော်တို့အားလုံးသိတာเนาะကျွန်တော်တို့เนาะတို့တို့ဒီတို့စကန်ရဲစကန်တစကန်ရှိထွက်တာနဲ့တို့တကရန်သူနေနေဖြစ်သွားတယ်ပြည်သူကတို့ကိုစန့်ကျင်နေကျွန်တော်ပြောချင်တာတို့ကိုမကြိုက်တာကတနက်ကင်ထားတဲ့ PDF ကပဲမကြိုက်တာကိုပြည်သူမှန်တယ်ညမကြိုက်ဘူးဖြစ်နေတာအဲ့တော့တို့စကန်ရှိထွက်တာနဲ့တို့တော့မလုံခြုံတော့ဘူးစိတ်ပိုင်းအရာလည်းမလုံခြုံတော့ဘူးရုပ်ပိုင်းအရာလည်းမလုံခြုံတော့ဘူးဘလို့အချိန်တွေမှာဒင်းတို့ရဲ့ဒါစိတ်တက်ကလည်းအပြောက်ပြားဆုံးအချိန်တွေကိုရောက်နေမှာသို့တော့ကျွန်တော်တို့ရန်သူကိုလူရာထက်ပို့ပြီးတော့ short မတွက်ကြဘူး အထင်မသေးကြဘူးလေလိုပါတယ်။ရန်သူကသူတို့မှာဟာစောစောပိုင်းကဆိုသူတို့ခုနကပြောတယ်လူအင်အားပါမစုံတော့တော့အခုသူတို့လူအင်အားမစုံတော့တာကိုဗာနဲ့အစားထိုးနေအတင်းအာရမဒါစစ်သားကောက်တယ်လေအခုနကအပတ်စဉ်30နော်အပတ်စဉ်တစ်ခုကိုလူ9000ပဲထားလူ9000သူတို့ရခဲ့ပြီကာလာတို့တစ်ခုအတွင်းမှာနော်အဲ့တော့ဒါမှကျွန်တော်တို့ရန်သူကိုကျွန်တော်ရှော့မတော်မှုဆိုနောက်တစ်ခုခုနကပြောစိတ်တက်ပြက်ပြားမှုဟုတ်တယ်ရန်သူကစိတ်တက်ပြက်ပြားနေတယ်သူတို့မှာမလုံခြုံမှုတွေရှိတယ်နော်ဒါပေမဲ့အဲ့သူတို့တိုက်လို့ခိုက်လို့စိတ်အာနေမှုစိတ်တက်ပြက်ပြားမှု ဒီကိုသူတို့ဘာနဲ့အစားထိုးဖားနေတယ်ဆိုသူတို့ဤပညာနဲ့ဖားနေတယ်ဤပညာကျွန်တော်တို့ဟလာအခုဆိုရင်ကျွန်တော်တို့ကြားရတဲ့တဲ့င်းနေရန်သူရဲ့ဒီစည်ရေးမှာကျွန်တော်တို့စည်ရေးမှာတော့တိတ်တောင်နားမလဲပါဘူးသို့တော်သူတို့ drone အများကြီးအရင်နဲ့ဆိုင်ပို့သုံးလာနိုင်တယ်လေချောင်းတိုက်ခိုက်နိုင်စွမ်းနေပို့တော်မြင့်လာဒါကြောင့်ခုနကျွန်တော်ရှေ့မှာပြောခဲ့တဲ့တရုတ်တို့ရုရှားတို့နဲ့ပြန်ဆက်ဆက်တာပေါ့ဗျာနော်တရုတ်တို့ရုရှားတို့ရဲ့အားပေးကူညီမှုတွေအများကြီးပါမှာပေါ့နော်အဲ့တော့ဒီလိုအခြေအနေမှာကျွန်တော်ရန်သူကိုလူလာထက်ပို့ပြီးတော့ short track လို့မရဘူး ဆိုတော့ဒီလူလူလိုချင်တဲ့တော်လိုင်းရအောင်မြင်မှုရဖို့ဆိုရင်ပေါ့နော်လက်ရှိပေါ့ဒီဘာအခက်ခဲတွေကိုကြီးကြီးမားမားရင်ဆိုင်နေကြရတယ်တော့ဗျာခက်ခဲတွေကတော့အများကြီးပေါ့ဗျာနော် တော်လိုင်းရတို့မြည်ဒီခက်ခဲကြမ်းတမ်းသမီးပဲနော်လက်ကူချောမွေနေတဲ့တော်လိုင်းရလိုခေါ်ရအကြောင်းမရှိတော့နော်ဒေါ်ဘဆာခကြီးတို့ဟန်နီမူခကြီးတို့ခေါ်ရတော့အခုကတော့ကျွန်တော်တော်လိုင်းခကြီးချမ်းကြီးဆိုတော့လေခက်ခဲတွေလိုအပ်ချက်တွေအများကြီးပဲအဓိကပြောမယ်ဗျာကျွန်တော်တို့ဟမ်ကျွန်တော်တို့အထူးသဖြင့်ဒါလက်နက်ကန်ခုကန်တွန်းလန့်စစ်စီးရေးတိုက်ပွဲတွေကျွန်တော်တို့တေးကြတယ်ကျွန်တော်တို့ဘက်မှာလုံလောက်တဲ့ တန်တာရံမုံငွေရုပ်ဝတ္ထုအင်အားအရင်မြစ်မရှိပါဘူးကျွန်တော်တို့ကဘာကြီးကလည်းကျွန်တော်တို့ဘာမှကူညီမလို့နော်ယူကရိန်းကိုဟာလာဘာလို့လဲမဟုတ်ဘူးကျွန်တော်တို့ဘယ်နိုင်ငံမှာဘာမှမကူညီတာမရှိဘူးဒါလည်းအလုံးတည်ပြီးသားဒီဘက်ခုကန်တွန်းလန့်စစ်ဆင်နွဲဖို့အတွက်လို့ကျွန်တော်တို့မှာလက်နဲ့နော်ဒီ PC PC ရီအပါအဝင်အဓိကတော့ငွေကြေးပေါ့ဗျာဘန်နာရံမုံငွေအရင်မြစ်တဲ့အများကြီးလိုတယ်ဒါလည်းအလုံးတည်ပြီးသားပေါ့နောက်နိုင်ငံတကာရဲ့တိထက်ပိုးသောလက်တွေ့ကြတဲ့ခောက်ခံမှုပံ့ပိုးမှုတွေအများကြီးလိုအပ်မယ် ော်ကျွန်တော် တော်လန်ရေးရဲ့တပ်ဦးအင်အားစုတွေနော်ဒီထက်ပိုပြီးစူးစီးမှုညင်ညွတ်မှုအလုပ်ဖြစ်မှုဒါလည်းကျွန်တော်တို့ရှေ့မှာခုနတင်ထားခဲ့တယ်ပေါ့နော်ဒါအန်ယူဂျီအပါအဝင်အရာဝန်များဒီခုတက်ပိုပြီးစူးစီးသည့်အလုပ်ဖြစ်နိုင်ဖို့လိုတယ်အန်ယူဂျီအနေနဲ့သူ့ရဲ့နော်ကာကွယ်ရေးလုံခြုံရေးအုပ်ချုပ်ရေးတိုက်ခိုက်ရေးရန်ရည်တွေဒီထက်ပိုပြီးစနစ်တကျတည်ဆောက်နိုင်မှုတက်မတ်နိုင်မှုလိုအပ်မယ်အလားတူကျွန်တော်တို့ပြည်သူလူထုအားလုံးကလည်းဒါဒီပြောချင်တာကတော်လန်ရေးလုပ်တယ်ဆိုတာပြည်ရဲ့တာဝန်တပိသမားတွေရဲ့တာဝန်အန်ယူဂျီရဲ့တာဝန်မဟုတ်ဘူးနော်ပြည်သူတော်လန်ရေးဖြစ်တယ်ပြည်သူအားလုံးနဲ့သက်ဆိုင်တယ် ဟုတ်တယ်ဒီတော်လန်ကြီးမနိုင်ဘူးဆိုရင်လည်းစိုးမွေကိုအားလုံးအတူတူခံစားရမှာအဲတော်လန်ကြီးနိုင်ပြီးသွားရင်လည်းကောင်းမွေကိုအားလုံးအတူတူမျှဝေခံစားရမှာဖြစ်ပါတယ်အဲ့တော့ပြည်သူအားလုံးတော်လန်ကြီးသမားဖြစ်ဖို့လိုပါတယ်ဒါရေးကြီးပါတယ်ခင်ဗျအာတော်တော်လန်ကြီးဆိုတော်လန်ကြီးသမားတာဝန်တရိတ်သမားရဲ့တာဝန်ဟာ PDF ရဲ့တာဝန် NUG ရဲ့တာဝန်မှတ်ယူလို့မရဘူးဒီနေ့ပြန်တော်လန်ကြီးမနိုင်ရင်အကုန်လုံးခွေးဖြစ်မှာနိုင်ငံလုံးဒုက္ခရောက်မှာအလားတူတော်လန်ကြီးနိုင်ရင်လည်းအားလုံးကောင်းကျိုးကျေးဇူးအတူတူမျှဝေခံစားရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ပြည်သူအားလုံးကလည်း ကျွန်တော်တို့နော်အတက်လန်ဆိုအကောင်းဆုံးဒီတော်လန်ရေးမှာထဲ့ဝင်ကြဖို့နော်အားစိုက်ကြဖို့ဒါလည်းအရေးကြီးပါအဲ့တော့ဆိုရပြောတဲ့နေရာမှာလည်းပါတယ်ပေါ့နော်ကျွန်တော်တို့ဒီလူလူအကျက်တဲ့ကအခုကပို့ပြီးတော့ဟိုညားလာပြီပေါ့နော်စိုးနေတဲ့အခြေအနေကဆိုတော့ကျွန်တော်တို့တစ်ဖက်ကစီအုပ်စုကလည်းသူတို့လုံနိုင်တဲ့များဖိနှိပ်မှုတွေကိုပို့ပြီးတော့လောက်လာရဲ့တွေ့ရပါတော့ဆိုတော့ဒီတော်လိုင်းအင်အားစုတွေဘက်ကရောအဲ့ဒီဥစ္စာကိုဘလို့အစီမံနဲ့ပြန်လဲဆောင်ရွက်ဖို့စီစဉ်လုပ်တင်တယ်ထောက်လား မှန်တယ်ဗျကျွန်တော်တို့ပြည်သူလူထုဘက်ကနော်အထွေထွေအကြက်တဲရတယ်အခုချိန်မှာအစိုးရအဆုံးတောင်ပြောရမှာပေါ့ဗျာ limit တိုင်းနေပြီကျွန်တော်တို့အားလုံးသိပါနော်အာနာသိမ့်ဒီကာစနော်ကျွန်တော်တို့ဒေါ်လာကိုမြန်မာငွေ1200 1300အနေဒီနေ့ဒေါ်လာမြန်မာငွေတန်ဖိုးဘယ်လောက်ဖြစ်သွားပြီလို့နော်လင်းကစားဖြစ်သွားမြန်မာကျပ်ငွေတန်ဖိုးကကုန်းကောက်ဆရာမရှိအောင်စုပ်ပြတ်တက်သွားအဝေးစီးထိုးကြသွားနော်ကျွန်တော်တို့လောင်စာစီ73ဇင်းလုံးကြီးမလားကုန်ဇင်းလုံးဗျာကျပ်ဦးတစ်လုံးဘယ်ဈေးဖြစ်သွားပြီလို့ကစုံရက်ဈေးဘယ်ဈေးလဲနောက်တည့်စင်ပြီ ကျွန်တော်ဒီ2024 25เนาะကျွန်တော်တို့မန်လီเนาะရောက်ပြပါရေเนาะ PSC မီတနေကုန်24နိုင်နေလို့၄နိုင်မလာတော့လာတဲ့ချိန်ကလည်းပိုးဆုံးကြီးတော့ကြည်တယ်မီအာเนาะအလုတ်ကန်ခွင်လဲဘာမှမရှိတော့เนาะအဆိုးပါဆုံးဘာမှမလုံးကြတော့နေခင်းကြောင်းကြောင်းလဲလူခံရတယ်ရိုက်ခံရတယ်နှက်ခံရတယ်ဆိုတာမျိုးနောက်ဆုံးကိုယ့်အိမ်ထဲမှာကိုနေရင်လဲလာပြီးတော့အတင်းအားမှာပေါ်တာဆွဲခံရနိုင်ဆိုတဲ့အချိန်နေဘာဆိုဘာမှအစင်မပြေတော့ပြီးသူတို့အချိန်နေရထွေးထွေးကြက်တဲဆိုတာတကယ်ထွေးထွေးကြက်တဲ ဲ့တော့တခုတော့ပြောကြည့်နေပြည်သူအားလုံးတောင်းသဘောပေါက်ပြီဒါဒီအားလုံးဒီအနှိဋ္ဌာယုံတွေအားလုံးဘာကြောင့်ဖြစ်လာတာလဲဘယ်ကစတယ်လဲဒီမင်းအောင်လည်းအာနာယူတို့ပါမင်းအောင်လည်းအာနာသိမှုကစတယ်ဒါအားလုံးကျွန်တော်တို့တည်ပြီးသားနော်ကျွန်တော်တို့เนาะအင်မတန်ဆိုးွားတဲ့ကိုဗစ် -19 ကာလတော့ကျွန်တော်တို့အကောင်းဆုံးဖြတ်တန်းခဲ့ကြတယ်မြန်မာနိုင်ငံမှာမင်းအောင်လည်းအာနာယူလိုက်တဲ့အတိုင်းပြည်အကုန်၅ပါးမောက်တာ၅ပါးမောက်တာအဲ့တော့ကျွန်တော်တို့အားလုံးနားလေတဲ့အခုအချိန်တွေကကျွန်တော်တို့လုံးဝခိုက်ခဲတယ်ကြက်တဲတယ်ပင်ပန်းတယ်ဆင်းရဲတယ်ကြေးလက်ပြည်သူပဲဖြစ်ဖြစ်မျိုးပြပဲဖြစ်ဖြစ် သို့သောဓာရီအားလုံးရဲ့ပင်မလက်တဲ့တရခံသည် မရောက်နိုင် အာနာယူလိုအာနာသိမ့်လိုဖြစ်လာဒါကြောင့်ဓာရီအားလုံးပပြောက်ပြီးတော့ကျွန်တော်တို့တိုင်းပြည်နော်ဒီထက်ပို့ပြီးတော့တိုးတက်ဖို့တည်ငြိမ်ဖို့ချမ်းသာဖို့ကတော့သိကြတယ်ဒီအာနာရှင်စနစ်မရှိမှရဒီမရောက်နိုင်ဖက်စစ်တက်နော်လက်ထဲအာနာရှိနေတယ်ကျွန်တော်တို့တိုင်းပြည်ဘယ်တော့မှဘာမှကောင်းမှာမဟုတ်ဒါကြောင့်ကျွန်တော်တို့လူလူဝတဲ့အမြဲတမ်းတင်ပြပါနော်ကျွန်တော်ပြအခုနန်စီလီယံဝန်ထမ်းတွေရောဒီနေ့ချင်းဒီမေအောင်တိုင်းရဲ့ခပိုက်ဆောင်တက်ဖြစ်နေတဲ့နော် မြန်မာတပ်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေကိုကျွန်တော်တို့ထပ်ပြီးတော့ဒါဒီနေရာကနေကျွန်တော်ထပ်ပြီးတော့သတိပေးခြင်းပါတယ်ကျွန်တော်တို့နော်တရင်စကားပါခြင်းပါမရောင်းလိုက်ဒီတကယ်တော့မြန်မာတပ်မတော်ရဲ့ရန်သူပြ PDF ကရန်သူမဟုတ်ဘူးပြည်သူကရန်သူမဟုတ်ဘူးမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ရန်သူကလည်းမရောင်းလိုက်အာဏာရှင်စနစ်ဒင်းတို့အာဏာသိမ်းလို့အခုလိုမြန်မာတပ်မတော်အခြေအနေဒီလိုဖြစ်သွားမြောင်းနေရောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့အခြေအနေအခုလိုဒီလိုဖြစ်သွားဒါကြောင့်မရောင်းလိုက်ဒီသာတိုင်းပြည်နဲ့လူထုတို့ဘုံရန်သူဖြစ်တယ်အာဏာရှင်စနစ်ဒီသာရန်သူဖြစ်တယ်ဆိုတော့မြန်မာတပ်မတော်သားများ ရဲတပ်ဖွဲ့ဝင်များလည်းကောင်းကောင်းကြီးသဘောပေါက်ချင်းတံပြီးလို့ပြောချင်တယ်အဲ့တော့ကျွန်တော်တို့ပြည်သူနဲ့အတူတော်လှန်ရေးအင်အားစုတွေလုပ်ရမယ့်အလုပ်ကတော့ရှင်းပါဒီအမြင့်ဖြစ်တဲ့เนาะကျွန်တော်တို့အာနာရှင်စနစ်စိုးကိုအမြင့်ချိုးနိုင်မှသာလျှင်ဒီလူမှုစည်းဝါပြန်လဲအဆင်ပြေချုံးမှုမှာဖြစ်ပါတယ်အဲ့တော့အရင်စိတ်ရင်အမြင့်မြေရအောင်ဟောတကူချင်းကိုလိုက်ပူစားနေလို့မရပါဘူးစည်းဝါရင်မကောင်းဘူးကျမ်းမာရင်မကောင်းဘူးပညာရင်မကောင်းဘူးမိမမှန်ဘူးဒါတွေအဆုံးမတရက်ခန့်အမြင့်ကအာနာရှင်စနစ်ပဲအာနာရှင်စနစ်ဒီအာနာရှင်စနစ်အမြင့်စိုးကြီးကို ရိုက်ချိုးနိုင်မှကျွန်တော်တို့ခုနကပြောတဲ့လူတို့ရဲ့အထွေထွေအကျက်တဲရလေတတ်တာရမှာချောင်းချီမှာအစဉ်ပြေမှာဖြစ်တယ်ဆိုတော့ပြောချင်ပါတယ်ဒါကြောင့်ကျွန်တော်တို့တိုင်းပြည်ရဲ့ဘုံရန်သူဖြစ်တဲ့အာနာရှင်စနစ်အမြန်ဆုံးခြုံငင်းရေးကိုဒါရှေ့ရှုပြီးတော့ဒါဆက်လက်ရှိတတ်ကြရအောင်ရအောင်လို့ကျွန်တော်တို့ပြောချင်ပါတယ်ခင်ဗျာဒီနှစ်2025နှစ်ကပေါ့နော်ဒီနိုင်ငံရေးစီရေးရပေါ့နော်အပြောင်းလဲကဘာတွေများဖြစ်လာနိုင်မလဲထင်တယ်ထောက်လားအဲ့တော့ဟုတ်ပြီ2025ကျွန်တော်တို့ဘာဖြစ်နိုင်ဘာလုပ်ကြမလဲရှင်းရှင်းလေးပဲဒီနေ့ကျွန်တော်တို့လုပ်နေတဲ့ တော်လန်ကြီးအလုံးပြူဒီထက်ပို့ပြီးတော့အတက်ကြွဆုံးနဲ့အထီရောက်ဆုံးလောက်ကြဖို့ကျွန်တော်တို့ပြည်သူဘက်ကတော့ရှင်းပါဒီနေ့ကျွန်တော်တို့ဟာ PDF ပြီးခုကန်တွန်းလာစစ်ဆင်ရနေကြတဲ့ EAO များဆက်လို့အကောင်းဆုံးပြောင်းဆက်လို့ကြတယ်ကျွန်တော်တို့လူထုလှူရှားမှုအင်အားစုတွေရှိတဲ့ CDN လှူရှားမှုတွေရှိမယ်ဆက်ပြီးတော့ကြိုးပမ်းကြမယ်ဆက်ပြီးတော့ကျွန်တော်ညီညီညာညာရှိတတ်ကြမယ်အလားတူကျွန်တော်တို့ဘန်နာကြီးစစ်မျက်နှာဟလာစိတ်သက်စစ်စီရင်တဲ့ဝါဒဖြန့်ရှိရေးမျက်နှာစာနိုင်ငံတကာတန်ငင်းတမန်ငင်းစစ်မျက်နှာလှူရှားနေတဲ့ရဲဘော်တွေရှိတယ်ထောက်ထောက်ပံ့ကူညီထောက်ပို့ရဲဘော်တွေရှိတယ်ဆက်ကြည့်တတ်ကြဒီလို့တို့ကျွန်တော်တို့ဒါ ွားကြမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့ဒါကျွန်တော်တို့ရှိတဲ့ခွန်ရှိတဲ့အားနဲ့အကောင်းဆုံးဖြစ်အောင်2025မှာလည်းစက်လက်ချိတက်ကြမယ်ပြေကြတာကတော့မဲအောင်လိုင်းရဲ့အချိန်လေးကတော့အခုကအယူမီဝိုင်းမှာခုနကကျွန်တော်ပြောလို့ပဲကိုပိုင်အသက်တောင်မရှိတော့ဘဲနဲ့သူများပေးတဲ့အသက်နဲ့နော်အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့အသက်ရှင်နေရတဲ့အချိန်လေးအသက်ရှူနေရတဲ့အချိန်လေးပါနော်အဲ့တော့သူတို့ရှက်တက်မယ်ဆိုရင်ရှက်စရာတောင်ကောင်းတယ်ဗျာပြောရရင်နော်ဒါပေမဲ့ခက်တာကဒင်းတို့ကရှက်လက်မရှက်တက်ပါသူတို့အများနဲ့ပြောခဲ့တယ်ဗာလေအရင်သူတို့ပြောတဲ့ ဒီပအာကိုပစင်ယိုးဆိုတဲ့စကားအခုကမဲအောင်ဆိုင်စေယောသူနဲ့အတန်ဆုံးပဲအဲ့စကားတကယ်ဒီပအာကိုတရုတ်အာကိုမဲအောင်ဆိုင်ဖြစ်နေဒါပေမဲ့သူတို့မှာဆက်တက်တဲ့နော်ခန်းစားချက်တွေရှိဖို့မပေါ်ပါဘူးခြေရီဥတ္တပဆိုတဲ့စကားသူတို့နားတော်နားလည်မှာနားလည်မှာအဲ့တော့ပြောချင်တယ်ကျွန်တော်တို့ပြည်သူကတော့2025မှာလေကျွန်တော်တို့အခု၄နှစ်တာခြေတက်ခဲ့တဲ့စိတ်သက်ဗာမတိအာဇာနီစိတ်သက်တွေနဲ့ကျွန်တော်တို့ဆက်လက်ပြီးတော့ခြေတက်ကြမယ်အခက်ခဲတွေရှိမယ်ခက်ခဲမယ်ကြမ်းတမ်းမယ်ပင်မမယ်ကျွန်တော်ဒီမုံတိုင်းကာလာတစ်ခုမဖြစ်မနေ ဖျက်သန့်ပြီးမှကျွန်တော်တို့မျော်ယူတဲ့နော်အေဂျင့်တာယာတဲ့တိုးတက်တဲ့စစ်မှန်တဲ့ Federal Democracy နိုင်ငံတစ်ခုကိုတည်ဆောက်နိုင်မှာဖြစ်တဲ့အတွက်တော်လန်ခီးချန်းကိုမုံတိုင်းကာလာတစ်ခုကိုကျွန်တော်တို့ဆက်လက်ကြည့်ကြဖို့ပဲဖြစ်တယ်ဆိုကျွန်တော်တို့ပြောချင်ပါတယ်ခင်ဗျာ